ိန္ဒိယအနေနဲ့ရုရှားကနေရေနံဝယ်ယူမှုကိုရဆိုင်တော့မယ်လို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကသူ့ကိုဂတိပေးခဲ့တဲ့အကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအောက်တိုဘာလ15ရက်နေ့ဗုဒ္ဓဟူးနေ့ကပြောလိုက်ပါတယ်။ဒါပေမဲ့ဝါရှင်တန်မှာရှိနေတဲ့အိန္ဒိယတန်ယုံကတော့ဒီကိစ္စကိုအတီးပြုတ်ချက်မပေးသေးပါဘူး။အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာဆိုရင်ရုရှားနိုင်ငံကရေနံအများဆုံးဝယ်ယူတဲ့နိုင်ငံတွေဖြစ်ပါတယ်။အထူးသဖြင့်တော့ပင်လယ်ကိုဖြတ်ပြီးတော့ပို့ရတဲ့ဒီပေးပို့ရတဲ့ရေနံတွေကို ဝယ်ယူနေကြတာပါရုရှားဟာစက်တဘာလအတွင်းမှာဒီအိန္ဒိယကို တရက်ကိုပေါ့လေရေနံစီပေါင်း1.6နှစ်တန်းတင်ပို့ခဲ့တာပဲဖြစ်ပါတယ်ယူကရိန်းစစ်ပွဲဆင်နွှဲနေတဲ့ရုရှားနိုင်ငံဟာအမေရိကန်နဲ့ဥရောပနိုင်ငံတွေရဲ့ပိတ်ဆို့မှုကိုခံထားတဲ့အတွက်ရေနံနဲ့လောင်စာဆီတွေကိုဈေးပေါပေါနဲ့ရောင်းချပေးနေရတာပဲဖြစ်ပါတယ်ဆိုတော့ရုရှားစီကနေလောင်စာဆီဝယ်ယူတဲ့အတွက်အမေရိကန်ကအိန္ဒိယကို ကုန်သွယ်ကုန်90ရာခိုင်နှုန်းအထိတိုးမြှင့် ြင့်ထားတာလည်းဖြစ်ပါတယ်အမေရိကန်သမ္မတကတော့တရုတ်အနေနဲ့လည်းအိန္ဒိယလိုပဲလှုပ်လာမယ်လို့ညွှန်လင့်ပါတယ်လို့ပြောလိုက်ပါတယ်မနေ့ကဗုဒ္ဓဦးနေ့နေ့လယ်ပိုင်းမှာပဲအမေရိကန်ပြည်ထောင်စုဗဏ္ဍာရေးဝန်ကြီးစကော့ဗင်ဆန်ကဒီဂျပန်ဗဏ္ဍာရေးဝန်ကြီးကိုရုရှားစီကနေလောင်စာဝယ်ယူမှုရပ်ဆိုင်ဖို့အတွက်အမေရိကန်ကမျှော်လင့်ကြောင်းလည်းပြောလိုက်ပါတယ်